ူးခြားတဲ့ပထဝီအနေထားကမြို့ပေါ်အန်ဒီယဖြစ်စေနိုင်တယ်လို့ထိုင်းငလင်ပညာရှင်တွေကသတိပေးလာပါတယ်။မကြာမီကာလာတွင်ထိုင်းနိုင်ငံမှာနောက်ထပ်ငလင်လောက်ခဏန်ချင်းအလွန်အနေပါနေသေးပေမဲ့ဘန်ကောက်ပါဝင်နိုင်ငံအများအပြားဟာအနီးအနားပြည့်ပြည့်ကြောများမှာလောက်ခဏန်ချင်းမြင်မာနေကြောင်းငလင်ပညာရှင်တွေကသတိပေးထားပါတယ်။ကြာသပတင်းလေးကဘန်ကောက်ပို့စ်တီပညာဖိုရမ်မှာ After the Quake ငလင်အလွန်ကောင်းစွန်တဲ့ Institute of Technology AIDMA ပပောင်းခါကဘန်ကောက်ရဲ့ထူးခြားတဲ့ပထဝီအင်္ဂါရက်ဟာအဝေးမှငလင်တန်းတွေရဲ့တက်ရောက်မှုပေါ်ထိခိုက်မှုတွေရှိနိုင်ကြောင်းရှင်းပြပါတယ်။ဘန်ကောက်မြို့ငလင်လိုင်းတွေကအကောင်းဆုံးချဲ့ထွင်နိုင်တဲ့ပျော်ပြောင်းတဲ့မြေစီလိုပေါ်မှာတိဆောက်ထားလို့ဒီကိစ္စဟာအနည်းငယ်ရှိတယ်လို့သူကလိမ့်နဲ့ပြောပါတယ်။ဘန်ကောက်ဟာပြည်ပြကျော်တစ်ခုပေါ်မှာတိုက်ရိုက်တည်ရှိခြင်းမဟုတ်တော့ညာလည်းပဲအထူးသဖြင့်အထက်မြင့်အဆောက်အုံတွေမှာနေထိုင်သူတွေဟာ အဝေးဘဟုချက်မှငလင်လောက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့တုံ့နှံမှုတွေကိုခံစားရလိမ့်မယ်လို့ဆိုပါတယ်။ဥပမာမလ28ရက်နေ့ကဘန်ကောက်မှာခံစားတဲ့ငလင်ဟာမြန်မာနိုင်ငံစကိုင်းပြည့်ရွေတခြားလှုပ်ရှားမှုကြောင့်ဖြစ်တယ်လို့သူကဆိုပါတယ်။မျိုးဟာငလင်လိုင်းတွေကိုနှိကွေးစီပြီးသူတို့ကိုအားကောင်းစေတဲ့မြေဝမ်းကဲ့သို့မြေပြင်မှာပျော်ပြောင်းတဲ့မြေစည်းလောပုံမှာတည်ရှိတယ်လို့ဆိုပါတယ်။ဒါဟာကာလကြာရှည်မြေပြင်ရွေးရှောင်းမှုကိုဖန်တီးပေးတဲ့ထူးသဖြင့်ထမင်းအဆောင်တွေကိုထိခိုက်စေတယ်လို့ဆိုပါတယ်။ တီပြုတ်ချက်ရဘန်ကောက်ရဲ့ပျော်ပျော်နဲ့မေစီလွာဟာမြေပြင်ရွေးရှောင်းမှုကိုလေးစားထိအားကောင်းစေနိုင်ပါတယ်။ငလျင်လဲလဲလှုပ်ရင်တော့မှလေးစားလို့တက်ရောက်မှုရှိနိုင်တယ်ဆိုပါတယ်။မြို့တော်ကိုတည်သက်တာအန်ဒီရဲ့အများစုနဲ့ငလျင်ဖြစ်စဉ်၃ခုလည်းရှိတယ်လို့ပြောပါတယ်။ကချနာပူရီပြည့်၍ပြင်အားခွန်းတမငါးဆင်းရှိငလျင်တစ်ခုလုခဲ့တယ်။မလ၂၈နှစ်ကဖြစ်ခဲ့တဲ့စကိုင်းပြည့်၍တခြားပြင်အား၈တမ၃ဆင်းရှိငလျင်တစ်ခုလုခဲ့တယ်။ ကပ်ပလီပင်လည်းပြင်ပြည့်ရတလျှောက်မှာပြင်အား၈တန်းမှငါးကနေ၉တန်းမှ၃ညဆင်းကြီးငလင်းလောက်ခဲ့ပေမဲ့ဒီလိုဖြစ်ရမျိုးဖြစ်နိုင်ချေရှားပါတယ်။စင်းရည်ဒီအခြေအနေတွေဟာဖြစ်နိုင်ချေအလွန်နည်းပါတယ်။ကျွန်တော်တို့ဘွားတက်တာမှာဒီလိုငလင်းလောက်ခတ်မှုဆရာကနေတော့ဖြစ်ပေါ်နိုင်ချေရှိတယ်ဆိုပါတယ်။ဘလို့ပင်ဆိုပါစေဖြစ်နိုင်ချေနေခြင်းဟာအန္တရာယ်ရှိမှု၃ညနဲ့မတူဘူးလို့ဆိုပါတယ်။၂၀၀၈ခုနှစ်မှာစတင်ပြီးဆိုရဟာပြည်သူ့လုပ်ငန်းနဲ့မြို့ပြစီမံကိန်းဦးစီးဌာနကတဆင့် မလင်တန်ခန္ဓာရေးစံချင်းစံညုံးနဲ့အဆောင်အသင့်တွေဆောက်လုပ်ဖို့လည်းအမိပေးခဲ့တယ်ဆိုပါတယ်စီမင်းစီကန်းတွေကဘန်ကောက်မြို့ကိုဇုံ၁၀ခုပိုင်းခြားပြီးတစ်ခုစီမှာဒေသန္တရအစင်လိုက်တတ်မှတ်ထားတဲ့တိုင်းထွားတဲ့အဆောင်တိဆောက်မှုစီမင်းတွေလိုက်နာရမှာဖြစ်ပါတယ် မြို့တော်ဘေကင်းရေးစံနှုန်းတွေကိုမြင့်တင်ဖို့တရားဝင်အန္တရာယ်ကဲဖြတ်မှုမှာတုံးတဲ့အချက်လက်စုဆောင်တဲ့ငလျင်စောင့်ကြည့်စခန်း၅ခုတည်ဆောက်ထားပါတယ်။ဒီစံချိန်စံညွန်တိုင်းစောက်ထားတဲ့အဆောက်အအုံငလျင်တိုင်းကိုခန္ဓာရည်ရှိတဲ့လို့သူကဆိုပါတယ်။ဗန်ကောက်ရှိအစင်ခန်းစားတင်ပြချက်များစွာဟာပျက်စီးဆုံးရှုံးမှုထက်အလားဆင်မှုသို့မဟုတ်တည်ဆောက်မှုဖွဲ့စည်းပုံမှန်နဲ့အစိပ်ပိုင်းနဲ့ဆက်ဆက်နေပါတယ်။ငလျင်လောက်ခတ်ပြီးနောက်ပြိုကျတဲ့ ဒီစင်းစကြုံရုံအဆောင်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ကော်မတီဖွဲ့ဝင်ကအဆောင်ဥချင်းနေဟာကြေကွဲစရာပါလို့ဆိုပါတယ်။ဒါကြောင့်တာဝန်ရှိသူတွေအားလုံးကိုလည်းဖမ်းဆီးထားတယ်ဆိုပါတယ်။အထက်ကဖွဲ့စည်းပုံစံအစိပ်ပိုင်းနဲ့ချိုးတဲ့ခြင်းကြောင့်အထူးထိခိုက်လွယ်ခဲ့တာဆိုပါတယ်။ကော်မတီယာကော်ပိုရေးရှင်းရဲ့အချက်ပြတ်ချဆောင်မှုအရေးအသွေးစံချိန်စံနှုန်းမမီတဲ့ဒီဇိုင်းတွေအသုံးပြုမှုဖြစ်နိုင်ခြင်းရှိတဲ့ချက်တွေအားလုံးကျွန်တော်တို့စစ်ဆေးနေတယ်ဆိုပါတယ်။အဆောင်ပြီးသွားရင်တော့ဆက်လက်တည်မြဲနေမှာလားဆိုတဲ့မေးခွန်းကိုတော့ လက်ရှိကဲဖြတ်ချက်တွေကအစအဦးပြီးရင်လည်းအလားတူငွေနဲ့လောက်ခံရင်ပြိုကျနိုင်ခြင်းမြင်မှာပါတယ်လို့ဖြေဆိုခဲ့ပါတယ်။